ဒီဝိကောက်ပွဲမအောင်မြင်ဖို့အတွက်ကကျမတို့တွေကဲဟလာဟိုစီစီယုံယုံနဲ့တိုက်ခိုက်ဖို့လိုတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီရွေးကောက်ပွဲအောင်မြင်သွားရင်ဒီစစ်အာဏာရှင် စနစ်ကဆက်ပြီးရှင်းသာအောင်မှာပဲ။ဒါကိုကျမတို့လုံးဝမလိုချင်ဘူး။လုံးဝမလိုလားဘူး။ဒါကြောင့်တို့ဒီစစ်အာဏာရှင် စနစ်ကြီးပြည့်စည်သွားပြီးလုံးဝပြတ်ွယ်ဖို့အတွက်က ကျမတို့တွေကဂျီဝေးကပ်ပွဲမဖြစ်မြောက်ဖို့မအောင်မြင်ဖို့အတွက်တစီတယုံနဲ့ကျမတို့ကြိုးစားဖို့ပဲလိုပါတယ်လို့ဒါကျမတို့ယုံကြည်တယ်最浪漫，我也爱慕你。 territory တွေကပေါ့နော်သူတို့ကလူတွေကရိတ်ပြီးတော့အာသူတို့ကို legal legal leader ဖြစ်တော့မယ်ဆိုတော့သူတို့ခြေတဲ့အရာအကုန်လုံးလောက်ခွင့်ရှိနိုင်မယ်လေပြီးရင်ဒါသူတို့က international အာ community တွေစီမှာရိတ်ကုတ်ပွဲလုပ်ပြီးအဲ့ဒါကြောင့်ကျွန်တော်တို့ခြေတာလောက်နိုင်ပြီးအဲ့ဒါသူတို့ပြနိုင်မယ်ဖြစ်တဲ့ ကုန်ပွဲလာမဲ့ဒီဇင်ဘာလ28ရက်နေ့မှာစမဲ့ရွေးကောက်ပွဲဆိုတာကမြောက်လှိုင်းကလုံးတဟာပဲအဖြေလဲကျွန်တော်တီးပြီးသားသူတို့ပဲသူတို့ပဲတက်လာမှာဒါကြောင့်ဒီဟာမြောက်ကကျွန်တော်ကန့်ခွဲတင်တယ်ပြက်ပြက်တတ်တတ်ကန့်ခွဲတင်တယ်သူတို့အထွေပဲသူတို့ကပဲလုတ်တယ်စစ်ကောင်စီရဲ့အဒီအဒီရှိကြီးပဲသူတို့လုတ်တယ်ဒါကြောင့်ဒီဟာကျွန်တော်တို့ကပြက်ပြက်တတ်တတ်အာတိုက်တင်တယ်မပါတင်ဘူးအခုကြည့်ကျွန်တော်တို့ NLD လည်းမပါဘူး ခုကျွန်တော်တို့တော့ဆန်းစုကြည်လေဟိုကနဲ့တမတအဝင်းမင်းတခြားလူလည်းခုတော့ထောင်ထဲမှာဆိုတော့ဒီယူကောပွဲအတူရောင်ရွေးကောပွဲမမမကန်တဲ့ယူကောပွဲဘသူပဲတက်လာ ကျွန်တော်တို့ကကန့်ကွက်မယ်အခုနကျွန်တော်ပြောသလိုဒီယူကောပွဲဆိုရခါဟာဟိုမြောက်လာကလောက်တဲ့ယူကောပွဲဆိုအားလုံးတည်ပြီးသားပဲဒါကြောင့်မို့ကျွန်တော်တို့ချင်းတွေအရင်ကဒီဟာကတော့ဒီယူကောပွဲမှာမပါဝင်သေးဘူးအားလည်းမပေးသေးဘူး ဒီဟာအထုအယောင်ရွေးကောက်ပွဲမမမကန်တဲ့ရွေးကောက်ပွဲဖြစ်ပါတယ်